Hello အားလုံးမင်္ဂလာပါကျွန်တော်နာမည်စီသူထွန်းပါဒီနေ့မှာတော့ကျွန်တော် eight parts of speech ဝါစင်ကရှင်မျိုးအကြောင်းကိုသင်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကနောက်လာမယ့်ကျွန်တော်ရဲ့အင်္ဂလိပ်စာသင်ခန်းစာဗီဒီယိုတွေရဲ့ပထမအဦးဆုံးမိတ်ဆက်ဗီဒီယိုလည်းဖြစ်ပါတယ်ဒီ grammar သင်ရတဲ့ရွယ်ချက်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ Raymond Murphy ရေးတဲ့ essential grammar and use english grammar and use advanced grammar and use ရဲ့စာအုပ်အနည်းအပြအစိမ်းဒီသုံးအုပ်ထဲကသင်ခန်းစာတွေကိုနားလည်ပြီးတော့ လုပ်နိုင်ဖို့အတွက်ရည်ရပါတယ်နောက်ဆုံး final goal ပေါ့နော်ကျွန်တော်နောက်ဆုံးရည်မှန်းချက်ကတော့အန်ဒီမှာရည်မှန်းချက်ကတော့ကျွန်တော်တို့နိုင်ငံခြားသားတွေနဲ့အဆင်ပြေပြေပြောဆိုဆက်ဆံနိုင်ဖို့ရည်ရပါတယ်အဲ့တော့တို့နဲ့အပြန်လန်ပြောတာဖြစ်သလိုတို့နဲ့ email အပြန်လန်ဆက်သွယ်ရေးသားတာမျိုးတွေအထိပါလုပ်ဖို့ရည်ရပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့8 parts of speech ဆိုပြီးတော့ကျွန်တော်တို့ခေါင်းစဉ်လေးနဲ့စကြတာပေါ့နော်အဲ့တော့မြန်မာလိုဆိုလို့ရှိရင်တော့သူကဝါစင်ကရှစ်မျိုးလို့ခေါ်ပါတယ် မြန်မာမှာတော့၉မျိုးရှိတယ်အင်္ဂလိပ်မှာကတော့၈မျိုးရှိပါတယ်အဲ့တော့ဒါတွေကကျွန်တော်တို့အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာအနှစ်ချုပ်ခေါင်းစဉ်တွေဖြစ်တယ်ဆက်ပြီးတော့လေ့လာသွားလို့ရှိရင်ဒီခေါင်းစဉ်တွေထဲမှာခေါင်းစဉ်အခွဲလေးတွေဒီခေါင်းစဉ်တွေထဲမှာခေါင်းစဉ်အခွဲလေးတွေအဲ့လိုဆက်ပြီးတော့သွားတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါလေးကမြေပုံရဲ့အနှစ်ချုပ်ဖြစ်တယ်အဲ့တော့ကိုကဒါလေးတွေသိထားမယ်ဆိုလို့ရှိရင်ကိုကြုံတွေ့နေတဲ့အင်္ဂလိပ်စာအခက်အခဲလေးတွေကပြည်လည်သွားနိုင်တယ်။ဥပမာဒါလေးက နောင်လေကွာဒါကနောင် phrase လေကွာဒါက clause လေကွာဒါကဘာနဲ့ဘာနဲ့ကိုချိတ်ဆက်ထားတာလေကွာအဲ့လိုပြောလိုက်လို့ရှိရင်ဒါလေးတွေကျွန်တော်တို့ကအခြေခံရင်ထဲမှာသိထားတဲ့အခါမှာပြည်လည်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာလိုအရင်ပြောကြည့်ရအောင်နန်းနန်းစားနမဝိသေသနာကရိယာကရိယာဝိသေသနာဝိဘတ်စကဆက်အမေတိမြန်မာမှာကုမျိုးဆိုတာကတော့ဒီစကဆက်နေရာမှာတမန္တပစ္စည်းဆိုပြီးကျွန်တော်တို့ခွဲလိုက်တာပေါ့နော် အင်္ဂလိပ်မှာကတော့စကားဆက်တစ်ခုပဲရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ပုံမှန်အပြင်မှာကျွန်တော်စတင်တဲ့ခါမှဆိုလို့ရှိရင်တော့ဒီဒါလေးတွေကိုအစပြန်ဖော်ပြတာပေါ့ဗျာဘာလို့လဲဆိုတော့ចောင်းသားတွေကငါးရန်းအနေစပြီးတော့မြမသားတော်ကိုတင်လာရတဲ့သူတွေဖြစ်တဲ့အတွက်ဒါတွေကသူတို့ရင်းနှီးပြီးသားတယ်တချို့ကြတော့လေအမမမီတော်ဘူးလုံးဝမမမီတော်ဘူးဆိုပြီးတော့ပြောတာမျိုးရှိတယ်ဒါကြတော့စာနဲ့ဝေးသွားတယ်ဒါပေမဲ့သူတို့ကိုအစပြန်ဖော်ပြလိုက်လို့ရှိရင်သူတို့ပြန်ပြီးတော့မမီတာတွေ့ရပါတယ်နန်း နန်စာနမဝိသေသနာကရိယာကရိယာဝိသေသနာဝိဘက်စကဆက်အာမီတိအဲ့တော့သူ့ရဲ့အင်္ဂလိပ်လိုအခေါ်တွေကိုကျွန်တော်တို့ယူကြည့်အောင် now pronoun adjective verb adverb preposition conjunction interjection အဲ့တော့သူ့ရဲ့ definition လေးတွေရှိတယ်တိတိနဲ့သူ့ရဲ့အဓိပ္ပာယ်လေးတွေပေါ့နော်ဘာလို့နံလို့ခေါ်လဲအဲ့တော့နံကြောင်းပြောရအောင်နံဆိုတာကတော့ရိုးရိုးလေးပြောလိုက်ရင်နာမနာမည်ပေါ့နော် ဲ့တော့သူ့ရဲ့ definition လေးကျွန်တော်တို့မှတ်မိတယ်ငငယ်တော့ကကျွန်တော်တို့ရွတ်ခဲ့တယ်သက်ရှိသက်မဲ့ dress ရှိ dreamer ရဲ့အမည်ဟူသမားကိုနံလို့ခေါ်တယ်ဟောအသက်ရှိတာရောအသက်မဲ့တာရော dress ရှိကင်တွဲလို့ထိတွေ့လို့ရတာရော dreamer ကင်တွဲထိတွေ့လို့မရတာရောအဲ့ဒါတွေရဲ့အမည်ဟူသမားကိုနံလို့ခေါ်တာပြောချင်တဲ့အနှစ်ချုပ်ကတော့နံမရီမှန်သမားကနောင်ပဲနံမတက်ပြီးတော့ပေးထားတဲ့ဟာတွေမှန်သမားနောင်ပဲအဲ့လိုပြောချင်တာပေါ့နော် တော့စာသင်ခန်းထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ကကဲအဲ့ဒါဆိုရင်ဥမာလေးတွေပေးပါဆိုပြီးတော့တယောက်ချင်းစီကိုကျွန်တော်ကဥမာလေးတွေရှင်းပြပြီးတဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းဥမာတစ်ခုနှစ်ခုပြပြတယ်ကျောင်းသားတွေလည်းမိတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကတော့ကျောင်းသားတွေကိုကိုယ့်အကိုစဉ်းစားပြီးတော့သုံးလေးခုလောက်ခြားရေးစေချင်ပါတယ်ပြီးမှအဲ့နံမှာမှဘယ်နှမျိုးပြန်ခွဲလဲဆိုတာကျွန်တော်ပြရရင်ဆက်ပြောမယ်နော်အဲ့တော့နံပြီးသွားတဲ့အခါမှာကျွန်တော်တို့ pronoun တွေဆက်သွားမယ် pronoun ကြတော့နံစားလို့ခေါ်တယ်နံစားလို့ခေါ်တာကြတော့သူကအဲ့ဒီနံရဲ့အစားပြန်သုံးတာကျွန်တော်တို့ ် IWU ဟိရှိသေးပေါ့ဗျာနောင်းတွေကိုအဲမတုံးတော့ဘဲနဲ့သူ့အစားတက်ဆိုင်ရာနန်စားလေးတွေနဲ့ပြန်သုံးတာမျိုးခေါ်တာပေါ့နော်ပြီးရင် adjective adjective ကကြတော့ကျွန်တော်တို့နာမဝိသေသနာလို့ခေါ်တယ်နာမဝိသေသနာကနန်တွေရဲ့အဓိပ္ပာယ်ကိုထူးခြားလေးနဲ့တွောအောင်နန်တွေကိုပို့ပြီးတော့ထူးခြားလေးနဲ့တွောအောင်သူကအကူညီပေးတယ်ဆိုပါတော့ကျွန်တော်ကဆရာပေါ့ဗျာဘယ်လိုဆရာလဲစတင်တော့ဆရာ အဲ့လိုမျိုးပေါ့ဗျာနာမဘူးတည်တနာကဲဆိုပါတော့ចောင်းသားဆိုပါတော့ဘလို့ចောင်းသားလဲစာတော်တော့ចောင်းသားမင်းသမီးဆိုပါတော့ဘလို့မင်းသမီးလဲချောမောလှပါတော့မင်းသမီးเนาะဒါမှမဟုတ်သရုပ်ဆောင်ကောင်းတော့မင်းသမီးဒါမျိုးလေးတွေပေါ့ဗျာနာမဘူးတည်တနာရဲ့အဓိပ္ပာယ်ပို့ပြီးတော့ထူးခြားလေးနဲ့တော့အောင်သူကပံ့ပိုးပေးတာပေါ့เนาะအဲ့ဒါကို adjective flow ခေါ်တဲ့မြန်မာလိုဆိုရင်တော့ရည်ဘူးရအဖြစ်ဒေါ်နဲ့စုံတယ်ဒါပေမဲ့ adjective အခန်းကလည်းသူကချင်းရင်ချင်းသလောက်အရှိရှိတယ်ပေါ့เนาะအဲ့တော့ verb verb ကတော့ကရိယာကရိယာကကြတော့ကျွန်တော်တို့ အာမြန်မာလိုဆိုလို့ရှိရင်တော့ဒီနဲ့ဆုံးတာပေါ့ဗျာဒေတို့ဒီတို့နဲ့ဆုံးတာပေါ့နော်အဲ့တော့ဒီကရိယာဒီစာကြောင်းတစ်ကြောင်းလုံးမှာအရေးကြီးဆုံးအသက်ပဲနော်သူက sentence လို့ခေါ်တဲ့မြန်မာလိုဆိုဝတ်ကြလို့ခေါ်တဲ့စာကြောင်းတစ်ကြောင်းပြည့်စုံဖို့အတွက်ကိုသူကမရှိမဖြစ်ရေးကြည့်တယ်ကရိယာ verb မပါလို့ရှိရင်သူက စာကြောင်းမဟုတ်ဘူးစာကြောင်းအအပြည့်စုံမဟုတ်ဘူးပေါ့နော်အဲ့တော့ဘတ်မပါတဲ့ဘတ်မပါပဲရေးထားတဲ့စာကြောင်းတွေကိုဘာခေါ်လဲဆိုစကားစုတွေလို့ခေါ်တယ် เนาะ sentence လို့မခေါ်ဘူးအဲ့တော့အင်္ဂလိပ်က subject verb object ဆိုပြီးတော့သူရဲ့စာကြောင်းတိစောက်ပုံဟာကြတော့ subject နဲ့ cap လေးနဲ့တည်ရှိတယ်เนาะ subject verb object မြန်မာကျတော့လို့မဟုတ်ဘူး verb ကဟိုးနောက်ဆုံးကြိယာဟိုးစာကြောင်းတစ်ချောင်းရဲ့ဟိုးနောက်ဆုံးမှာရှိတယ်မြန်မာရဲ့စာကြောင်းတိစောက်ပုံတွေကဘယ်သူနဲ့တူလဲဆိုရင် အာကိုရီးယားတို့ဂျပန်တို့တိဘက်တို့ ਨੇ တွားပြီးတော့ဆင်တူတယ်เนาะအာဒီမြန်မာတိုင်းရင်းသားတွေရဲ့စာကြောင်းတိစောက်ပုံမြန်မာတိုင်းသားအများစုရဲ့เนาะ uh, grammar တိဆောက်ပုံနဲ့တော့မတူနေဘူးเนาะအဲ့တော့ကျွန်တော်တို့ကရင်လူမျိုးတွေဆိုလို့ရှိရင်ဆိုရယ် subject verb object ပုံစံနဲ့သွားကြတာမြန်မာတွေပဲ subject object verb နဲ့သွားတာဒါမှမဟုတ် subject နောက်ဆုံးမှာ whole နောက်ဆုံးမှာ verb ပုံစံနဲ့သွားတာပေါ့เนาะဒါကတော့ဘုဒ္ဓတရားနဲ့ပြောတာပါကရိယာရဲ့အဓိပ္ပာယ်ကပြုခြင်းကိုဖြစ်စေဖြစ်ခြင်းကိုဖြစ်စေရှိခြင်းကိုဖြစ်စေပြသောပုဂ္ဂိုလ်ကရိယာလို့ခေါ်တယ်ဒီအဓိပ္ပာယ်တွေကတော့ကျွန်တော်ပြီးကြမှာ definition တွေသူခံလိုက်တင်တဲ့ခါကျတော့မှကျွန်တော်တရားလေးရှင်းပြပေးမယ်เนาะနောက်တစ်ခုက adverb အဘက်ကကြတော့ကရိယာဝိတေသနအဲ့တော့ဝိတေသနဆိုတာအထူးပြုတာကရိယာကရိယာကိုအထူးပြုတာအဲ့တော့ကရိယာဆိုတာဘာလဲစာသည်သွားသည်လာသည်ရေချိုးသည်စသဖြင့်ပေါ့နော်ဒါမျိုးတွေတခုခုလောက်တာပေါ့နော်ဘယ်လိုမျိုးလောက်တာလဲဘယ်လိုမျိုးဖြစ်တာလဲအဲ့လိုမျိုးကရိယာရဲ့အဓိပ္ပာယ်ကိုထူးခြားသွားအောင်သူကအထူးပြုမှာဆိုပါတော့ကျွန်တော်ထမင်းစားသည်ဘယ်လိုစားလဲကျွန်တော်ထမင်းကိုမြင်မြန်စားသည်ကျွန်တော်ထမင်းကိုဇိမ်နဲ့စားသည် နော်လမ်းလျှောက်တယ်ဘယ်လိုလမ်းလျှောက်တာလဲတုတ်တိတုတ်ပြန်နဲ့လျှောက်တယ်အဲ့လိုမျိုးပေါ့နော်ကားမောင်းတယ်ဘယ်လိုမောင်းတာလဲ drive ဘယ်လိုမောင်းတာလဲ carelessly နော်လောကဂယုမဆိုင်ပဲနဲ့နော်ရေညာကကမောင်းနေပေါ့နော်ကရိယာတစ်ခုရဲ့အတိတ်တွေကိုသူကထူးခြားတော့ပတ်မိုးပေးတာအထူးပြုပေးတာအဲကြောင့်မလို့ကရိယာဝိသေသနာလို့ခေါ်တယ်နော် okay နောက်တစ်ခုက preposition preposition ကြတော့ဆို we ver လို့ခေါ်တယ်မြန်မာဒရာမဆိုတော့ we ver 16မျိုးရှိတယ်အဲ့ထက်မှလည်းအများကြီးပဲအဲ့နိုင်မှာတွင်ဝဲကပေါ့နော်အဲ ထွက်ခွာရပြ we better ဆက်ရောက်ရပြ we better စသဖြင့်အများကြီးရှိတယ်အဲ့လိုပဲ preposition အင်္ဂလိပ်ပိုင်းမှာဆိုလို့ရှင်လဲအများကြီးရှိတယ်အခြေခံအားဖြင့် in on at to to ပေါ့နော်အဲ့ဒါလေးတွေလည်းအာသိစရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့အာအင်္ဂလိပ်စာကိုသင်တဲ့အခါမှာကျောင်းသားတွေကအယူဆအာတခါတလေကျရင်နည်းနည်းပေါ့နော်အယူဆမမိတာရှိတယ်ငါ အင်္ဂလိပ်စာရဲ့ preposition တွေကိုငါမရတော့ဘူးပေါ့နော်အရင်လဲရှုပ်တယ်လို့ပြောတယ်အမှန်ကလေးဟုတ်ပါတယ်ဘာသာစကားဆိုတာရှုပ်တယ်ဒါပေမဲ့သူ့မှာ level အလိုက်ရှိတယ်ဟိုဂျပန်စာတွေကိုရီးယားစာတွေတရုတ်စာတွေဆိုလို့ရှိရင်သူ့ level နဲ့သူခွဲထားတယ်ဒီ level အရဆိုရင်ဒီလောက် grammar နဲ့စာကြောင်းတိစောက်ပုံဒီလောက် vocabulary ဒီလောက်သိရမယ်ဆိုတဲ့သူ့ရဲ့တတ်မှတ်ချက်ရှိတယ်အဲ့တော့အဲ့လိုပဲကျွန်တော်တို့အင်္ဂလိပ်စာမှာလဲသူ့ရဲ့တတ်မှတ်ထားတဲ့ပမာဏအတိုင်းအတာရှိတယ် အဲ့အတိုင်းဒါလေးကိုသိတင်ရပြီအဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီခုနကပြောတဲ့ Remo Mafia ရဲ့စာအုပ်အနည်းကိုဆက်လေ့လာမယ်ဆိုရင်အဲ့ဒီ level နဲ့ကိုက်ညီတဲ့သူက vocabulary တွေပြီးရင်ခုနက proposition တွေသူပေးထားတယ်တကယ်လည်းရှင်းတယ်အဲ့တော့အဓိကတော့ကိုကစိတ်ရှိဖို့လိုတယ်အရင် logic ဖို့တော့မလိုဘူးပေါ့နော်အဲ့တော့အဲ့ဒီခန်းထဲမှာလဲကျွန်တော်ဝိဘက်အကြောင်းလေးကိုပြောပြလို့ရှင်ပြောသွားမှာဘာလို့ဆိုတော့အော်ရှင်းလာကြည်လားပေါ့နော် ျွန်တော်ရှင်းလို့ပြောတာမဟုတ်ဘူးအဲ့စာအုပ်ထဲမှာပါတဲ့ရှင်းလင်းချက်ကအရင်ရှင်းတာနော်โอเคနောက်တစ်ခုကကွန်ဂျန်ရှင်စကက်ဆက်စကက်ဆက်ကကြတော့သူကစကလုံးတွေတစ်ခုနဲ့တစ်ခုဆက်ပေးတာစာကြောင်းတွေကိုတစ်ခုနဲ့တစ်ခုနဲ့ဆက်ပေးတာအဓိပ္ပာယ်တွေကိုတစ်ခုနဲ့တစ်ခုဆက်ပေးတာအဲ့ဒါတွေကိုစကက်ဆက်လို့ခေါ်တယ်မျက်စိနဲ့တမ်းပြီးမြင်တာဆိုရင် AMDN ပေါ့ဗျာနော်ပြီး beauty battle not only but also စသဖြင့်ပေါ့နော်ပြီးရင် indigestion amidate အာမေရိကတော့ကျွန်တော်တို့ထည့်ထားတာပေါ့နော်အများကြီးတော့မပါဘူးဒါပေမဲ့အာမေရိကလည်းတည်တင်တယ်ဘာသာစကားတစ်ခုမှတည်တင်တယ်အဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဘာသာစကားမှာသူ့ရဲ့ကိုယ်ပိုင် အာမေရိကအတန်ကြီးရှိတယ်တချို့အာမေရိတီကကိုယ်နိုင်ငံမှာဒါကတော့မအန်အောလို့ပြောတဲ့အတန်ဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ဝမ်တာလို့ပြောတဲ့အတန်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့သူများနိုင်ငံရဲ့အဲဘာသာစကားမှာဆိုတော့အဲအာမေရိတန်ကရွဲ့ပြောတာမျိုးเนาะအမတိမတိမမြင် လုတ်တဲ့အတန်မျိုးအမေဒိတ်တန်မျိုးဖြစ်တတ်တယ်ပေါ့နော်။ဒါမျိုးလေးတွေလည်းလေ့လာစရာကောင်းပါတယ်။ Aparo speech ရဲ့ visit ပေါ့နော်အခြေခံသဘောတရားလေးရှင်းပြလို့ပြပါပြီအဲ့တော့ now အကြောင်းလေးကိုအချင်းလေးတွောပါမယ် now ဆိုတာကတော့ကျွန်တော်တို့ခွဲလိုက်လို့ရှိရင်၅မျိုးပြန်ထွက်လာတယ်အဲ့ဒီ now ၅မျိုးကတော့မြန်မာလိုအရင်ပြောမယ်ဆိုရင်တူဆိုင်နံအများဆိုင်နံစေတဇာနံအစုပြနံပြီးရင်နောက်ဆုံးတစ်ခုကတော့ dever နံပေါ့နော် မြန်မာလိုပြောလိုက်ရင်တော့ရှင်းရှင်းလေးတဦးဆိုင်နန်းလိုပြောကြရဘယ်သူနဲ့ပဲဆိုင်လဲတဦးတယောက်နဲ့ပဲဆိုင်လဲဆိုပါတော့အဓိကအဖြစ်ဒီတဦးဆိုင်နန်းရဲ့ဥပမာတွေကိုပြောမယ်ဆိုလို့ရှင်နာမည်တွေပေါ့ဗျာဘရက်ကိုဘာမာဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်သမရဒေါ်နယ်ထရန့်ပြီးရင်ကျွန်တော်စီတူထွန်းပေါ့ဗျာဒါတွေဒီတဦးတယောက်နဲ့ပဲသက်ဆိုင်တယ်ခပါပေါ်မှာနာမည်နာမည်တူတာတွေရှိတာပဲဒါပေမဲ့မဆိုင်ဘူးအဓိကတော့အဲ့နာမည်ပြောလိုက်ရင်အဲ့တစ်ခုနဲ့နာမည်သက်ဆိုင်တယ်ဒါကခုကလူတွေရဲ့နာမည်ဥမာပေးတာနော်ဟိုတခြားမြစ်တွေတောင်တန်းတွေဒါမျိုးတွေလည်းအဲ့လိုပဲဆိုပါတော့ကျွန်တော်တို့ ARI မြစ်လို့ပြောရင်ခပါမှာတစ်ခုပဲရှိတယ် တူးဆိုင်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ erector တခုပဲရှိတယ်ကမ္ဘာမှာအဲ့လိုမျိုးတူးဆိုင်တယ် erector kakaburazi down စသဖြင့်ပြောပြ Fuji down ဒါမျိုးလေးတွေပေါ့ပြီးနိုင်ငံနာမည်တွေမြန်မာနိုင်ငံဂျပန်နိုင်ငံကောင်းမှာတခုပဲရှိတယ်ဂျပန်လို့ပြောမြန်မာလို့တော့မမြင်အဲ့လိုမျိုးပေါ့နော်အင်္ဂလိပ်လို့ဆိုတော့ proper noun လို့ခေါ်တယ်အဲ့တော့ဒီဥမာလေးတွေကိုကျွန်တော်ကရှင်းပြပြီးဖြစ်တဲ့အတွက်ဒီဗီဒီယိုကြည့်ပြီးတော့တေချာဆက်လုပ်မယ်ဆိုတဲ့လူတွေအနေနဲ့ကကိုယ့်ကိုဆက်ဆက်ပြီးတော့ဥမာလေး၃ခုဖြစ်စေ၅ခုဖြစ်စေကိုယ့်ရဲ့နှုတ်ဆက်အုပ်ထဲမှာခြာရေးစီချင်ပါတယ်နော် နောက်ပြန်ရင်ကွန်မွန်နောင်းကွန်မွန်နောင်းဆိုတာကကြတော့အများဆိုင်နန်းလို့ပြောတာအများဆိုင်နန်းကြတော့ခုနကလို့တူးတယောက်တည်းနဲ့မဆိုင်တော့ဘူးနော်အများစုနဲ့ဆိုင်သွားပြီဥမာပြပြမယ်ဆိုလို့ရှိရင်ခုနကဘရက်ကူဘာမှာဒေါန်ဆန်းစုကြည်ဦးဝင်းမြင့်ကျွန်တော်စီသူထွန်းအဲ့ဒါတွေကဘယ်သူတွေလဲလူတွေလူလို့ပြောလိုက်အဲ့ဒီအကုန်လုံးနဲ့သက်ဆိုင်တယ်လူရဲ့အင်္ဂါအရချင်းနဲ့ပြည့်စုံတဲ့ဒုတိုင်းနဲ့သက်ဆိုင်တယ်နောက်ပြကြလို့ရှိရင်မြင့်လို့ခုနကပြောမယ် AR မြင့်တမြင့်တိုင်းနဲ့မဆိုင်တော့ဘူးချင်းနှင်းမြင့်စတောင်းမြင့်ခေါင်းမှာမြင့်ရဲ့အင်္ဂါရက်နဲ့ညီတဲ့အရာတွေကိုကျွန်တော်က မြစ်အုပ်စုတွေမှာထည့်မြစ်အဲ့ဒါဆိုအများဆိုင်နဲ့ဖြစ်သွားပြီ Mrs. P မြစ် Nine မြစ်သတ်တဲ့ဖြစ်ပါတော့အဲ့လိုမြစ်တွေပြင်တောင်လို့ပြောလိုက်တာ ਨੇ ခုနကလိုမျိုးဖူဂျီတောင်တစ်ခုရဲနဲ့မဆိုင်တော့ဘူးနောက်ခါကာပူရာစီတောင်တစ်ခုရဲနဲ့အေရအေရက်တောင်တစ်ခုရဲနဲ့မသက်ဆိုင်တော့ဆိုတော့အများဆိုင်နေဆိုတာအဲ့လိုပြောတာအဲ့တော့ခုနကလိုပဲနှုတ်ခဲမှာခြားပြီးတော့ရေးထားစီချင်ပါတယ်နောက်တစ်ခုကအက်စထရနာចောင်းသားတချို့ကပေါ့နော်စိတ်တစားဆိုတာအယူလို့ထင်တတ်ကြတယ်တကယ်တမ်းကစိတ်တစားဆိုတာအယူမဟုတ်ပါဘူးပေါ့နော်သူကစိတ်နဲ့ပဲတွေးတောခံစားပြီးတော့တီလို့ရတယ်အကောင့်ထဲခြားပြလို့မရဘူး ဲ့တော့စိတ်စပ်ပကြီးဆိုတဲ့သဘောတရားနဲ့အတူတူပါပဲစိတ်စပ်ပကြီးဆိုတာကပကြီးစရာတွေကနေပြီးတော့ဒါကတော့ငားရုပ်ဒါကတော့ကြားရုပ်ဒါကတော့ကြာပန်းဆိုပြီးတော့တိတိကျကျပုံကြီးတွေပြထားတာမဟုတ်ဘူးအယောင်နေမြင်းချောင်းနေကောက်ချောင်းနေပုံဖော်ထားတာကိုယ့်ကိုစိတ်နဲ့ပုံဖော်ပြီးတော့ခန်းစားကြည့်ရတာပေါ့နော်အဲ့ဒီအဲ့လိုမျိုးဟာမျိုးတွေကိုကျွန်တော်တို့ကစိတ်စပ်ပကြီးကားလို့ခေါ်တာတချို့ကကျတော့အယူးတွေယူပြီးတော့ဆွဲတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးနော်အဲ့တော့ဒါလည်းကြုံလို့ရှင်းပြတာပါစိတ်နဲ့ပဲတွေးတောခံစားပြီးတည်လို့ရတဲ့ဟာတွေအဲ့ဒါကိုစေစားနန်းလို့ခေါ်တယ် အဲ့တော့ဘာတွေဖြစ်မလဲကျွန်တော်ငငယ်ရချက်ခဲ့တယ်ချစ်ချင်းမြတ်တာကြော်ကြားလို့ခြင်းအောင်မြင်လို့ခြင်းเนาะချစ်ချင်းမြတ်တာအကောင့်တွေပြလို့မရငါ့မှာမြတ်တာငါ့မြတ်တာဘယ်လောက်ကြီးမှလဲပြလို့မရကြော်ကြားလို့ခြင်းအောင်မြင်လို့ခြင်းငါရကြော်ကြားလို့စိတ်ကဘယ်လောက်မရအဲ့လိုပြလို့မရနေအဲ့ဒါမျိုးတွေကို citizen noun လို့ခေါ်တယ်နောက်တစ်ခုက collective noun collective noun ဆိုတာအစုပြန်နဲ့အဲ့ဒီ noun ကိုပြောလိုက်လို့မျက်စိထဲမှာအစုအဝေးကြီးတစ်ခုကိုမြင်လာပြီဆိုရင်အဲ့ဒါအစုပြန်နဲ့ပဲလောစီမျက်စိထဲမှာဘာမြင်လာလဲကျွဲအုပ်နွားအုပ်ငန်းအုပ်ငှက်အုပ်ဒါပြည့်တန်းမြင်လာရနော် နောက်ပြန်ရင်အသင်းအဖွဲ့အသင်းအဖွဲ့တွေဆိုလို့ရှင်လည်းမျက်စိမှာအများကြီးမြင်တယ်ပြီးရင် director ဘုတ်အဖွဲ့ဒါမျိုးတွေပေါ့နော်တူနှစ်ဦးထပ်ပူတဲ့လူအစုဝေးယူမြင်လာပြီဆိုရင်အဲ့ဒါအစုပြန့်နံပြီးဘောလုံးအသင်းပေါ့စစ်တပ်ပေါ့နောက်တစ်ခုရှိတာကအများဆိုင်နံသည်တခါလေအစုပြန့်နံနဲ့အများဆိုင်နံနဲ့ကတွားပြီးတော့ overlap ဖြစ်တတ်တယ်ဗမာတုံးတုံးရတယ်ကိုကဘာကိုဘယ်နံကိုပြောချင်တာလဲပေါ့မူတည်ပြီးတုံးလို့ရတယ်နော်ဆိုတော့ကျွန်တော်တို့ဘောလုံးအသင်းဆိုတော့ခေါ်မှာရှိသမျှဘောလုံးအသင်းတွေကိုညွှန်းနေဆိုရင်ဒါအများဆိုင်နံလေမြန်မာဘောလုံးအသင်းဂျပန်ဘောလုံးအသင်းစသဖြင့်ပေါ့နော်အင်္ဂလန်ဘောလုံးအသင်း ဲ့ဒါမျိုးတွေဆိုလို့ရှိရင်အများဆိုင်တယ်မဟုတ်ဘူးအစုပြနိုင်အောင်ပြောချင်တာဘလုံးအသင်းလေရတာနော်အဲ့ဒါကတော့ကိုသုံးတဲ့ပုံမူတည်ပြီးတော့ရပါတယ်ဘယ်ရလဲပြောပြောပါနောက်တစ်ခုကတော့ materials now materials now တွေကကြာတော့ကျွန်တော်တို့ဟိုတစ်ခုနှစ်ခုဆိုပြီးတော့ဘယ်သူမှမရည်တွက်ကြတော့ကဘာပေါ်မှာပေါ့နော်တစ်ခုနှစ်ခုရည်တွက်ရအောင်ရတယ်ဒီမှာဆန်ဆိုဒစီနစီရည်ရည်ဒါပေမဲ့ဘယ်သူမှဆန်ကိုဒစီနစီနဲ့တွက်ပြီးမရောင်းကြဘူးရည်ပြီးမသုံးကြဘူးပေါ့နော်အဲအဲ့လိုမျိုးတွေကို materials now တွေလို့ခေါ်တယ်ဥပမာအလင်းရောင်ရေစီး အဲ့လိုမျိုးတွေပေါ့နော်နောက်တစ်ခုကငွေကြေးအဲ့လိုမျိုးတွေဆိုလို့ရှိရင်လေငွေကြေးကိုအဲရည်လို့မရဘူးပေါ့နော်ဥပမာပတ်စံတရက်နှစ်ရက်ရည်လို့ရတယ်လေရွှေတုံးနှုံးတုံးရည်လို့ရတယ်တကယ်တမ်းကဒါရည်တွက်လို့ရအောင် unit တစ်ခုတက်မှတ်ပြီးတော့လှုပ်ထားတာခေါ်လို့ရအောင်တွက်လို့ရအောင် unit တစ်ခုတက်မှတ်ပြီးလှုပ်ထားတာဖြစ်လို့သူကခေါ်လို့ရတာဥပမာဆန်ဆိုလဲ1 kg ရေဆိုလဲ1 liter ရေတဘူးဘူသေးဘူးကြီးအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဟို unit တစ်ခု သူ့ရဲ့တက်ဆိုင်ရာ unit တစ်ခုတက်မှတ်ပြီးတော့ပြောမှအာတုံးဆွဲလို့ရတဲ့ပစ္စည်းတွေပေါ့နော်အရာတွေကိုကျွန်တော်တို့က materials နောက်နေလို့ခေါ်တယ်မြန်မာလိုမှတ်မယ်ဆိုရင် development ပေါ့ဗျာမှတ်မယ်လည်းဘာမှမဖြစ်ဘူးအဓိကကတော့သူ့ရဲ့ပြောချင်တဲ့သဘောတရားကိုသိရင်ရပါပြီအဲ့တော့ဒီနေ့သင်ခဲ့တဲ့လောလောဆယ် aparo speech ပြီးရင်အဲ့ထက်မှ now အကြောင်းလေးကိုအကျဉ်းလေးပြပြထားပါတယ်မနေ့ပြန်ကြလို့ရှိရင်ဒီနောက်နေတဲ့ကမှာ အာဘယ်ဟာက countable ဖြစ်မလဲဘယ်ဟာက uncountable ဖြစ်မလဲဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲသုံးတိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်